င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်နန်းစီရီယံဝန်ထမ်းတွေတော်လိုင်းတက်တွေရဲ့ဖမ်းဆီးမှုမခံရစေရည်သတိပြုကြရန်စစ်ကောင်စီကညွန်ကြားမှုတွေဇက်တိုက်လှောက်ဆောင်နေပါတယ်ရန်ကုန်ပြည်လမ်းမန်းကစစ်တပ်ရဲ့အုတ်တွင်းတာဆုံဂိတ်ကို PDF တပ်ဖွဲ့ဝန်တွေကဝင်ရောက်တိုက်ခိုက်စဉ်တွဲမှာစစ်ကောင်စီတပ်သားတွေအားလုံးအလံပြူထောင်ကစစ်ကွေးမြို့တွေကိုဝင်ပြည့်ရတဲ့တွင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့နေပြည်တော်အပါဝင်နိုင်ငံတော်လုံးကနန်းစီရီယံဝန်ထမ်းတွေနေနဲ့တော်လိုင်းတက်တွေရဲ့ဖန်ဆီးမှုမခံရစေဖို့တတိပြုကြရန် စစ်ကောင်စီကညွန်ကြားမှုတွေဇက်တိုက်လှုပ်ဆောင်နေလို့နေပြည်တော်ဝန်ထမ်းသတင်းမြစ်ကပြောပါရယ်အကြက်ဖက်စစ်ကောင်စီကဇန်နဝါရီလအတွင်းလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးကိုပြုလုပ်ခဲ့ပြီးအဲ့ဒီအစည်းအဝေးမှာဝန်ထမ်းတွေကိုအမိန့်ညွန်ကြားချက်ထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါရယ်ဒါအပြင်စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနတွေအနေနဲ့လည်းမိမိတို့ရဲ့ဝန်ထမ်းတွေကို တော်လိုင်းတစ်ဖွဲ့ဝင်တွေကဖမ်းဆီးခေါ်ဆောင်သွားတာပြန်လဲလွတ်မြောက်လာတာတွေအပါအဝင်ထူးခြားဖြစ်စဉ်တွေကိုအချိန်နဲ့တပြေးညီတည်င်းပုတ်ဖို့ကိုလည်းဌာနဆိုင်ရာအလုံးကိုစစ်ကောင်စီကညွှန်ကြားချက်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။လက်တလုံးမှာစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေဟာတော်လိုင်းတပ်တွေရဲ့ဖမ်းဆီးမှုတွေကိုဇက်တိုက်ခံရပြီးအဲ့လိုဖမ်းဆီးခံရမှုတွေအတွက်ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲတွေကိုစစ်ကောင်စီကအရေးယူမှုတွေလည်းဇက်တိုက်လှုပ်ဆောင်လာနေတယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအခုနှစ်ဇန်နဝါရီလကလည်းရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမှာစစ်ကောင်စီဝန်ထမ်းတွေကိုဇက်တိုက်ဆိုးသလိုတော်လဲတဖွဲ့တွေကဖမ်းဆီးခဲ့ပါရှင်ဒီတစ်ခါမှာတော့ ဆီယိုစုရဲ့အကြမ်းဖက်မှုတွေကိုကင်တွယ်ဖြေရှင်းနိုင်ဖို့အတွက်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုအမျိုးသားညီညွတ်ရေးဆိုရန် NUG ကတိုက်တွန်းခဲ့လို့ထုတ်ပြန်ထားပါတယ်။နိုင်ငံတကာကယူကရိန်းအရေးအပေါ်မှာသာအံ့ဩဆိုင်မှုဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမှုဆိုးရလာတဲ့အကျက်တဲတွေကိုဥဆောင်ကင်တွယ်ဖြေရှင်းပေးနိုင်မယ့်အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့လည်း NUG ကထုတ်ပြန်ထားပါတယ်။အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဥဆောင်မှုအောက်မှာအာဆီယံအနေနဲ့ ဲ့လူခွင့်ရေးနဲ့ဒေတာတွင်လုံခြုံရေးပေါ်ထရှိတယ်။ဂရိကဝတ်တွေကိုဆက်လက်စောင့်ထိန်းဖို့အတွက်လိုအပ်တယ်လို့လည်း NGO ကထုတ်ပြန်ချက်ထဲမှာထည့်သွင်းပြောဆိုထားတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်ဟာမြန်မာပြည်သူတိုးချင်းစီရဲ့တရားမျှတမှု ငြင်းကြဲမှုတွေပြန်လည်ဖော်ဆောင်နိုင်မဲ့ဆောင်ရွက်ချက်တွေကိုပြပြတသားဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်းရေးသားထားပါဗါအာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ချက်ကိုကျော်လွန်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒတွေနဲ့ကိုက်ညီတဲ့လုပ်ငန်းစဉ်တရက်ကိုကူညီပေးနိုင်ဖို့အတွက်လည်းဆောင်ရွက်ချက်တွေချမှတ်ဖို့အတွက်လည်းတိုက်တွန်းထားတာလည်းဖြစ်ပါတယ်မကြာသေးမီကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကဖုန်ကြောင်းတစ်ကြောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခတ်ခဲ့ပြီးစစ်ကောင်စီတပ်ဟာအရက်သားတွေကိုပြစ်မှတ်ထားတဲ့တပ်ဖြတ်မှုတွေကိုဇက်တ ိုက်လှုပ်ဆောင်လာရလို့လည်းအန်ယူဂျီကဆိုထားပါဗျ။ဇကိုင်းမန္တလေးမကွေးတိုင်းနဲ့ရှမ်းပြည်နယ်ကဘာသာရေးဆိုင်ရာနေရာတွေနဲ့အရက်သားပြည်သူတွေကိုစစ်ကောင်စီကပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားတေဆုံးမှုဆက်လက်မြင့်တက်နေတယ်လို့လည်းထုတ်ပြန်ချက်မှာရေးသားထားပါရဲ့ရှင်။ ဆက်လက်ပြီးတော့ရန်ကုန်ပြည်လမ်းဘန်းကအကြမ်းဖက်စစ်တပ်ရဲ့အုတ်တွင်းတာဆုံဂိတ်ကိုပြည်ထောင်တပ်ဖွဲ့ကဝင်းရောက်တိုက်ခိုက်စင်မှာစစ်ကောင်စီတပ်သားအလုံးအလံပြူထောင်ပြီးစစ်ကွင်းမြို့ရဲကိုဝင်ပြေးလာတယ်လို့ဒေတာရင်းသတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်မလ20ရက်နေ့မနေ့အစောပိုင်းတနင်္ဂနွေအချိန်က မင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပန်းကအကြက်ဘက်စစ်တပ်ရဲ့အုတ်တွင်းတာဆုံဂိတ်ကို PDF တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာ PDF တပ်ဖွဲ့တွေကစစ်တပ်ဂိတ်တစ်ခုလုံးကိုဝင်ရောက်စီးနင်းနိုင်ခဲ့ပြီးဂိတ်ကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့သလိုဂိတ်စခန်းတွင်းကစစ်ကောင်စီတပ်သားအလုံးဟာအလံပြူထောင်ပြီးစစ်ကွင်းမြို့တွေကိုဝင်ပြေးလာတာလည်းဖြစ်ပါတယ်။အဲလိုတိုက်ခိုက်မှုအပြီးမှာမနေ့၈ရက်လောက်မှာအေအားတရာခန့်ပါတဲ့အကြက်ဖက်စစ်ကြောင်းကဂိတ်စခန်းကိုလာရောက်ဖျက်သိမ်းခဲ့ပြီး စစ်ကွင်းမြို့ပေါ်နဲ့မင်းလာမြို့ပေါ်မှာခံစစ်ပြင်းစစ်နေတဲ့အပြင်စစ်တပ်စစ်ကြောင်းကဥတိုကញင်ပင်ရွာဥတိုမြမစုရွာနဲ့ဥတိုစာဖြူစုရွာတို့ကိုဝန်ရောက်မှွန်းတာပြီးပြည်သူဝန်ဆိုင်ကနစည်းကို ခိုးယူသွားတယ်လို့လည်းသိရပါဗျ။ PDF တွေဝန်ရောက်တက်ခတ်ခဲ့တဲ့အဲ့ဒီအကြက်ဖက်စစ်တပ်ကိတ်ဟာပြည်သူတွေကိုနှီးမျိုးစုံဒုက္ခပေးနေပြီးဂိတ်ကိုဖျက်ဆီးသွားလာတဲ့ပြည်သူတွေစီကနေဆက်ကြီးကောက်ခံတာပေါ်တာဆွဲဖမ်းဆီးတာတွေကိုပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရပါဗျ။ ဒီတစ်ခါမှာတော့တနင်္သာရီတန်းဒဝဲမြို့နယ်ဒဝဲနီးပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေဈေးဝယ်ထွက်လာစဉ်တွေစောင့်ကြိုတိုက်ခိုက်တာမှာသုံးဟာတေသွားပြီးတနက်သုံးလက်ကိုသိမ်းဆည်းရရှိခဲ့လို့ဒုရကစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပါရယ်မလ၁၈ရက်နေ့မနေ့၈နိုင်လောက်မှာဒဝဲမြို့နယ်ဖယမဲစစ်တပ် စစ်စေးကိအနည်းကဒဝဲနီးပညာတက္ကသိုလ်မှာတက်ဆွဲနေထိုင်နေကြတယ်။အကြက်ဖက်တသားတွေဟာဈေးဝယ်ထွက်လာစဉ်အတွင်းတော်လဲတစ်ဖက်ဝင်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခတ်မှုအတွင်းမှာအကြက်ဖက်တက်သား၃ဟာသေသွားတာဖြစ်ပြီး BA63 G3 နှစ်လက် BA64 G4 တလက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါတယ်။အဲ့ဒီတခတ်မှုကိုဒဝဲအမျိုးသားလွမြော်ရဲတက်တော် DNL ရဲ့ဒူရကစစ်ကြောင်းကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးရေဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF တို့နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့သခိုင်းတိုင်းကဏီမြို့ကဘလုံးကွင်းတွင်တက်အင်အားဖြစ်တင်းဖို့ရဟရင်စစ်တပ်လာစဉ်တွင် drone နဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာစစ်သားတွေထိခိုက်မှုရှိနိုင်တယ်လို့ KLG PDF ကြောင်လုံးကြီးကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်မလ19ရက်နေ့ညနေ9:00ခန်းမှာမုံရွာမြို့အခြေစားအနောက်မြောက်တိုင်းစစ်တနာကျော့ နမခကနေတက်လာတဲ့အကြမ်းဖက်စစ်သား20ခန့်လိုက်ပါလာတဲ့ရဟတ်ရင်တစီဟာကနေမြို့ဘောလုံးကွင်းအတွင်းဆင်းသက်ပြီးလူအတင်ချပြုလုပ်နေစဉ်အတွင်းမှာတော်လိုင်းတက်ဖွဲ့ဝင်တွေက first wind drone နှစ်စီးနဲ့ဘုံဒင်းလုံးကိုကျဲချတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုဘုံကျဲတိုက်ခတ်မှုကြောင့်ရဟရင်ခွဲမှာကင်းဆောင်နေတဲ့စစ်သားတွေထိခိုက်မှုရှိပြီးကဏီမြို့မှာရှိနေတဲ့ဘုံမှုနဲ့ဗိုလ်ကြီးတွေကိုခေါ်ဆောင်နိုင်ခြင်းမရှိဘဲချက်ချင်းပြန်လည်ထွက်ခွာသွားတယ်လို့လည်းသိရပါတယ်။ဘုံကျဲတိုက်ခတ်ခံရပြီးတဲ့နောက်မှာညနေ6:30မိနစ်30အခန့်မှာအကြမ်းဖက်တပ်သားတွေကကဏီမြို့အမှတ်3ရပ်ကွက်နဲ့အမှတ်တဲ့ရပ်ကွက်အတွင်းကနေအိမ်တွေကိုဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါရီရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေ့ကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ